ဟုတ်မင်္ဂလာပါခင်ဗျာ။နှွေးထွေးစွာ ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ဒေါ်ဖင်ပါ။အခုဖက်ပြမှာကတော့စိုင်းစရာကျွန်းစင်မြေစောခဲမျိုးသားစာပေဆူရရေးသားထားတဲ့အစိတ်တဲ့နှလုံးသားပန်းများဖြစ်စေဆိုတဲ့ဝတ္ထုကိုဖက်ပြမှာဖြစ်ပါတယ်။နားဆင်ပြကြပါခင်ဗျာ။အစိတ်တဲ့နှလုံးသားပန်းများဖြစ်စေ ဘင်္ဂလားပင်လယ်အော်ကြီးသည်မြန်မာနိုင်ငံ၏အနောက်ဘက်ခြမ်းကမ်းခြေသို့ချင်းကပ်ဝင်ရောက်လာသည့်အချိန်တွင်ရခိုင်ရိုးမှတောင်တန်းကြီးမှဖြားထွက်စီးဆင်းလာကြသောချောင်းမှမြင့်ငယ်အတွယ်တွယ်တို့နှင့်ချစ်ကြိုးတွယ်မိပြီးကျွန်းကြီးကျွန်းငယ်တောင်ကန်းကြောက်တန်းများကို မွေးထုတ်ပေးလိုက်သည်ငါပတုံကျွန်းမှာ ငပတုံကျွန်းမှာမြေပုံမြို့နယ်ဤတောင်ဘက်အစွန်ဆုံးကျွန်းဖြစ်နောင်တော်ကြီးနောင်တော်လေးကျွန်းများနှင့်အပြိုင်ဘင်္ဂလားပင်လယ်ပြင်တဲ့တွင် တည်ရှိနေ၏ကျွန်းပေါ်တွင်တောင်ကြီးတောင်ငယ်စုစုပေါင်း90လုံး96လုံးရှိသည်ဟုနှုတ်စကားနှုတ်စကားဆင်ဆက်ရှိခဲ့သည်ကန်းချေပိုင်းတွင်ရှေလျားသောတဲတောင်ပြင်ဖြူလွလွနှင့် အုံမြင့်တန်းကြီးကငပတုံရွာ၏အလားကိုပုံဖော်သည့်ပကြီကားလိုဖြစ်နေ၏ လမ်းပန်းဆက်သွယ်ရေးကောင်းသောမြို့ပြအရေးအောက်တွင်တည်ရှိလျက်လာဘသောကမ်းခြေအပန်းဖြေစခန်းအဖြစ်အသက်သွင်းပုံဖော်ခံရမည်မှာတည်ထားသည်။မပတုံရွာသားတို့မှပွင့်လင်းရာသီများတွင်ပင်လယ်ပြင်ငါးဖန်းချင်းဖြင့်အသက်မွေးကြသည်။ဝရင်းဆိုလင်ရွာနီးချုပ်ဆက်တွင်သာ အသေးစားငါးဖန်းချင်းမျိုးရှိသည်။ရာသီဥတုခြေခင်းလက်ခင်းတာချင်းများတွင်ရွာနီးချုပ်ဆက်တော်ရန်တော်လန်းများတွင် ဟင်းစားအဖြစ်စုပေါင်းအမဲလိုက်ကြသည် ငပတုံကျွန်းတွင်တောဝဲနှင့်ခြေပေါ်သည်ယခုမူကာလဇာလာတီနှင့်အမြတော်ကောင်တို့လည်းရှားပါလာခဲ့သည်ဤတွင်ငပတုံရွာသားလူငယ်များသည်လူသူမရှိသောပင်လယ်ပြင်ကျွန်းတောင်များသို့သွားပြီးအမဲလိုက်ကြသည်ကဲဒီနေ့နေတာရဲဟဲ့အမဲလိုက်ထွက်မယ်ဘသူတွေလိုက်ကြမှာလဲဖိုးချန်းကရွာလဲမောင်းထောင်းတလင်းကအော်လိုက်သည်ဖိုးချန်းအနီးတွင်စောလာနှင့်ဖြူသီးတို့ပါသည် သူတို့သုံးယောက်မှာအမဲလိုက်တွဲလုံးများဖြစ်သည် ပိုက်ဆောက်တာဝန်ယူရသူများလည်းဖြစ်ကြသည် တော်လိုက်နေလဲလန်ကန်ရသူများပင်ဖြစ်ကြသည်တိတ်မကြာရွာလဲတလင်းပြင်တွင် လူရွယ်လူလက်ပိုင်း၁၀ယောက်ကျော်ခန့်စုယုံမိကြသည်လမိုးမင်းမလိုက်ခဲ့လीညီလေးကိုကြောပိုးပြီးရောက်လာတော့လမိုးကိုစောလာကလမ်းပြောသည်ဘယ်ကိုသွားချမှာမို့လို့လဲဟာဒီကျုံးပေါ်တွင်ပဲကွာ ။လာမိုးကညီလေးကိုသူ့ညီမလေးစီသွားပို့လိုက်သည်။လမိုးမှာခြေလက်မမြို့ပြတို့ပညာသင်သွားသည့်တဦးတည်းသောပညာတော်သင်ဖြစ်သည်သို့တော်လမိုးကပညာရေးရဝန်းတွင် အောင်မြင်မှုမရခဲ့လမိုးအဖို့ပညာရေးပြည်ဖုံးကားချ၍ចောင်းတော်မြတ်အပီးတိုင်းထွက်ခွာလာခဲ့ရသည်မှာ၃နှစ်လုံးလုံးရှိပေပြီ။ ပို၍အချိန်နေဆိုသည်မှာလာမုံရွာသို့ရောက်လာချိန်တွင် အမေသည်သားသမီးတွေကိုမျက်ွယ်ပြူပြီးမလွန်ဆန်နိုင်သောတည်ခြင်းတရားနောက်သို့လိုက်သွားခြင်းမီဒီတော့တာကြီးဩရာတကအဖေကိုကူပြီးမိသားစုဝမ်းမီကိုဖြစ်စည်းဖို့ဘဝတမိုင်းကအုပ်ဩတန်ပေးခဲ့ပါရောလားဒီတော့မုတ်ဆူနာနီမုတ်ဆူတငါနာနီတငါဆူတလို့လာမိုးပင်လေပင်တို့ငါဖန်ထွက်ခဲ့ရသည်ပေါ့ ုတ်တုံတောင်လေအနှွက်တွင်မိုးဖွဲလေးများကတက်တွဲ့တွဲ့ရွာနေ၏ လမိုးအထွေဝီစုရသည့်ခြေသားထုတ်ကိုလက်မှဆွဲပြီးရွာထဲသို့ဝင်လိုက်သည်အမဲလိုက်သူများမှအမဲမိများပင်ရသည်ဖြစ်စေအမဲလိုက်ရတွင် ပါဝင်သူများအားလုံးအညီအမျှဝီစုရသည်ခွေးပါလင်ခွေးအထွက်ပါဝီစုတစုတည်တန်းရသည်ပိုက်ထွေဝီစု လေးထွေဝီစုအညီအမျှရကြသည်လူမှုရေးနယ်ပယ်ထဲတွင်တန်းတူညီများသော အခွင့်အရေးကိုတေချာပေါက်ရသည်မှအမဲလိုက်ခြင်းဖြစ်သည် လာမုံးမှာဖက်ဖြင့်ထုတ်ယူလာသောခြေသားထုတ်ကလေးကိုမြောက်ကြည့်ပြီးပြုံးလိုက်၏ညီထွေးလေးကအသားဟင်းဆိုတိတ်ကြိုက်သည် လာမိုးအထွေးလေးနဲ့မြူးနေသည်ရွာနောက်ဖက်တောင်ချီလမ်းမှပတ်ပြီး ရွာထဲသို့ဝင်လာလိုက်သည် မိုးသားတိမ်ထိုက်များသောမျက်နှာခင်းကလေးမှပိုးပြီးမဲမောင်နေ၏ခြေလမ်းသက်သက်ကလေးများ၏ဆွဲခေါ်မှုကြောင့်အိမ်ကလေးနှင့်ပုံမိုနီးကပ်လာသည်တိတ်မကြမီအိမ်ချံဝင်းအနီးသို့ရောက်လာသည် အမလေးမောင်လေးရဲ့အဖြစ်ဆိုးလာကြည်လားမြမလေးငိုတန်ကလမိုးရှင်ဘက်အားအချိန်ပြင်းပြင်းဖြင့်စောက်ကန်လိုက်သလိုခံစားလိုက်ရသည်အတိအတွန်းအားနှင့်အတူအိမ်ပေါ်သို့ချက်ချင်းပြေးထွက်လိုက်သည်ဟဲညီထွေးလေးကိုကြီးရဲ့မောင်လေးဆုံးပြီညီထွေးလေးကနှခမ်းကလေးပြာနန်းနှန်းကိုတင်းတင်းစစ်ပြီးသေဆုံးနေလိမ့်ပြီး မြမလေးနဲ့ညီလေးတို့နှစ်ယောက်ကညီထွေးလေးကိုကြည့်ပြီးငိုနေကြ၏လာမိုညီထွေးလေးကိုချက်ချင်းပြေးဖယ်လိုက်သည်ချစ်တော်ညီထွေးလေးကိုဆုံးရှုံးလိုက်ရပြီးဆိုတော်ဝမ်းနဲ့စိတ်သွေးလာမိုရှင်ကိုအုတ်ဆိုင်ဖွဲ့ရဖြစ်ပေါ်လာ၏အကိုကြီးရဲ့ညီထွေးလေးအဖျားရှိနေတာကိုမသိပဲကောက်ငင်းကြွေးမိတာခလေးအဖျားကြည့်ပြီးခုလိုဖြစ်သွားရတာတဲ့ဖြစ်ဟိုင်ညီလေးရဲ့ ဖေကြီးကလည်းမရှိဘူးဘလို့လောက်ကြမှာလဲဗျာလာမိုးထံမှာကြေကွဲတန်ကြီးဆွဆွနဲ့နဲ့ထွက်သွားသည်လာမိုးရဲ့အဖေမှာလေတုံးမျောရန်အတွေ့အထက်ကျွန်းစင်ဘက်သို့တက်သွားသည်တပတ်ခါအကြာမီဟုပြောသွား၏ခုလောက်ဆိုအမ်းမြွ့နယ်ထဲရောက်နေရောမီအမ်ပန်ဆက်သွေးကလည်းခက်ပါပြီတဲ့ဘလို့လို့ဆက်သွေးရမလဲမသိပေဘူး လမိုးဤမြဝန်းအိမ်ထဲတွင်မျက်ရည်များပြိအိုင်လာပြီးမျက်လုံးအစုံကိုမိတ်လိုက်ချိန်တွင်မျက်ရည်စည်းဆောင်းများတလိမ့်လိမ့်စီစဉ်သွားကြသည်လမိုးဤမျက်ရည်ပေါင်းများညှိထွေးလေးဤပါဖြင့်မို့မို့လေးပေါ်သို့ကျွေစင်းကြ၏မကြမီအိမ်နီးနာချင်းများရောက်လာကြသည်ဗုဒ္ဓဟူးနေ့တွင်တည်ဆုံးတာဖြစ်လို့နေမကူးမီချက်ချင်းတကြရမည်ဟုပြောကြ၏ ဦးထွန်းညွန်နှင့်ကိုအောင်ခိုင်တို့ကညီထွေးလေး၏အဝတ်အစားများကိုသူ၏ကိုပေါ်တွင်လွှားတင်လိုက်ကြသည်ညီထွေးလေး၏ခနာကိုအောက်တွင် ခင်းထားသောဆောင်းပိုင်းလေးကို ကိုပေါ်သို့ပင့်တင်လိုက်သည်နောက်သဘောပြလေးကိုပါခောက်ချိုးညှိပြီးညီထွေးလေး၏ခနာကိုကိုမုတ်ဖက်ထုတ်ထုတ်သလိုလျှော်ချိုးဖြင့်စီးချီလိုက်ကြသည်ညီမလေးမှမကြည့်ဝင့်သဖြင့်ညီထွေးလေးကိုကြောပေးပြီးဟီးချကငုံနေလေ၏ တက်မဲ့ခန္ဓာကိုထုတ်ပိုးပြီးလျင်ပြင်းများတစ်ချက်ကို အောက်ကထိုးသွင်းလိုက်သည် ပြင်းများပေါ်သို့ရောက်နေသောရုပ်လောင်းကလေးကိုချိန်နည်းဖြင့်သုံးတန်းစီးချလိုက်၏အစွန်းထွက်နေသော ပြင်းများချက်ကို၈တယောက်နောက်တယောက်ပခုံးခံထမ်းပြီးတင်းချိုင်းသို့တည်ယူပြီးတကြိုလိုက်ကြ၏တခါတည်းလူတို့ဤဓလေ့ထုံဆန်းရိုးရာအယူဝါဒများသည်ကြောက်ခင်းနှင့်မချားသလိုခံစားရပြီးအယိုင်းဆန်လချီလာ ဟုလာမိုးတွေးမိလိုက်၏ ခုပဲကြည်လေသူအမတန်ချစ်လာသောညီထွေလေးကိုဗောဓဟူးနေ့မှာဆုံးသည်ဆိုပြီးနေ့ကူအောင်မထားရဆိုသောအယူအဆကြောင့်တရိษံတကောင် တေဆုံးသလိုမျိုးချက်ချင်းတစပြင်းတို့ထုတ်ပြီးစွန့်ပြင့်လိုက်ကြပါပြီကောမိသားစုဘဝအကြီးတန်းကောက်ချောင်းကိုတွေးပြီး လာမိုးရှင်ထန်း၌အနွမ်းစိတ်သည်အုံဖွဲ့ဖြစ်ပေါ်လာလေနေလေဩဘဝဆရာစီမျော လွန့်ပါခဲ့ရရှာပါဘကောလားလာမို့ပြာပြုံးကနေခေါ်တန်ချောင်းလာမို့အလန့်တကြားပြန်ထူလိုက်သည်ဟာစောလာအတန်လေးဘာလေးပေးတာမဟုတ်ဘူးငါရောက်နေတာတော်တော်ကြာပြီကွာမင်းကတယောက်တည်းပင်လေပြင်ကြီးကိုကြည့်ပြီးငေးနေတာတို့လို့ငါကြည့်နေတာအေးကွာအားအားရှိရနဲ့ငါဒီနားထိုင်ပြီးဒုတ်တွေကိုလှုပ်ချွေးနေတဲ့ပင်လေပြာကြီးကိုကြည့်ပြီးကျေးဇူးတင်နေတာလေ ကယ်လာမိုးရင်ငါမင်းကိုအမဲလိုက်ဖို့လာခေါ်တာလိုက်မယ်မဟုတ်လားပြေးသွားကြမှာလဲတို့ကျုံးမောအကောင်နေလဲအမဲလိုက်ဖန်များတော့တိတ်တော့မလွယ်တော့ဘူးရှင်မားနေကြပြီဒီတစ်ခေါက်တော့ကွာကျုံးတလိန်ကျုံးဖက်သွားဖို့စီစဉ်ထားကြတယ်နေတစ်ပဲတစ်ပဲလိုက်မယ်ကွာကဲဒါဆိုသွားကြမယ်ဟိုဘက်မှာလူတွေစုံနေကြပြီလာမိုးတို့ရောက်သွားချိန်တွင်ပရှူးလေကြီးနားနိုင်လူတွေစုံနေကြပြီအမဲလိုက်သမားတို့ဒီလက်လံတလံခွဲနလံလောက် စီရှိသောဓာဖြင့်ပိုင်းထားသည့်အုံးလက်ပိုင်းများကို လေဝမ်းဖိုက်အောက်သို့ထိုးသွင်းပြီးစုံတုံးခံကမြင့်ရည်ပြင်သို့တွန်းချကြသည်မြေကန်းစီတဲတောင်ပြင်မှာအမြင့်မအနိုင်တို့ပြပြကလေးနှိမ့်စင်းနေပြရာလေဝမ်းပိုင်းနဲ့အုံးလက်စိတ်တန်တို့တပြန်းပြန်းအတန်ပေးကပရှုလေကြီးမှာခတ်တဲ့ရှောစင်းနေပေသည် လေကမူပြိုင်သူတွန်းအားကြောင့်မရက်မနာပဲတွားနေသည် မကြခင်6လံရှိသောပရှုလေကြီးမှာမြေပြင်ထဲရောက်သွားပြီးလိုင်းဤကလေးများနဲ့အတူခခုံမြူးနေပေပြီဖူချန်းကဖက်စင်ပေါ်မတ်တရက်ပြီးမီးရန်ရှိတမကြီးကိုရေထဲသို့နှစ်ခါကန်ကျိတ်ပေးလိုက်ခြင်းဖြင့်လေကြီးမှာပင်လယ်ပြင်ဘက်ဥမော်ပြီးတာထွက်ရန်အဆင်သင့်ဖြစ်သွားသည် လေနံတစ်ဖက်တွင်တဖက်လျင်၃စင်စီအသင့်လောက်ထားသော တက်ခတ်စဉ်6စဉ်တွင် ဖြူသီးနှင့်ဆောလာတို့အဖွဲ့တက်ခတ်သား12ယောက်ကအသည့်နေရာယူပြီးခတ်တက်ကိုပြိုင်တူဆွဲခတ်လိုက်ကြသည်ပစူးလေကြီးကတော့နိုင်ခေါင်းပြများကိုဖိနေပြီးခံပြူပြူဖိနေပြီ။လေကြီးမှာငွေသားတောင်တန်းကိုလက်ရထားပြီးနတ်မော်ကြောက်တန်းဘက်သို့ဥတီသွားနေသည်။နတ်မော်ကျွန်းလွန်သည်နှင့်ဘင်္ဂလားပင်လယ်ရေပြင်ထဲကကျွန်းသားယာ သို့မဟုတ်ကျွန်းတရေကျွန်းပေါ်ရောက်လာ၏1146ခုနှစ်ဘိုးတော်ဗုဒ္ဓမင်း၏အင်ရှိဆန်ရခိုင်ပြည်ကိုစစ်ချစဉ်ရခိုင်ပြည်မဟာသမရရာဇာကိုဖမ်းမိသောနေရာ2010ပြည့်နှစ်တွင်ဂိရိမုန်တိုင်းနင်းချေကျိတ်ဝါသွားသောနေရာလည်းဖြစ်ပေ၏ကျွန်းသာယာကျွန်းနှင့်ငပတုံကျွန်းရေလက်ကြားထဲတွင်ကျွန်းတလိန်ကျွန်းဟုသည့်တည်ရှိသည်ကျွန်းမှာမြစ်ပြင်ထဲတွင် တတိဒီတတိမမာတရှိနေသည် လမိုးရောအမဲလိုက်ဖွဲ့သည်နေမွန်းတက်ချိန်လောက်တွင်ကျွန်းသို့ရောက်ရှိကြသည်ကျွန်းမှာရှိရှိလက်လျားပင်ဖြစ်သည်လမိုးရောအပွင့်လိုက်ဖွဲ့မှာတောင်ကလေးတောင်ခါးလေလောက်ကဖြတ်ပြီး ပိုက်တိုင်ကလေးတွေထောင်းကအမဲလိုက်ပိုက်ကိုကလန့်ဖြန့်တိုင်လိုက်ကြ၏ပိုက်တွင် အပေါ်ရန်ပိုးချို အပေါ်တန်းပူဂျိုအောက်တန်းပူဂျိုဦးရဲ့နှစ်ပင်ပါသည်ပိုက်အစွန်ဖျားနှစ်ဖက်မှထွက်နေသော အပေါ်အောက်ပူဂျိုးစလေးချောင်းကိုတစ်ပင်မှအသေးချီထားလိုက်သည်ပိုက်ကိုခက်လျှော်လျှော်လေးထားပြီးပိုက်အပေါ်စနှင့်ပိုက်အောက်စကိုတစ်သားချောင်းလေးများဖြင့်အရှင်ထောက်ထားရသည် အမဲကောင်ဝင်ထိုးလျင်တောက်တိုင်တစ်သားချောင်းလေးများပြုတ်ပြီးအမဲကောင်ကို လုံးထွေးဖုံးအုပ်နေစေရန်ပင်ဖြစ်သည် အမဲခေါင်များပိုက်တွင်ညှိထွေးနေခိုင်ရကောင်းကိုပြင်းရိုက်နိုင်ရန်အာကောင်မောင်းတန်လူ၅ယောက်ကတက်သားတို့ကိုကင်ပြီးခြုံွယ်ကအသင့်ဆောင်ရသည်ပိုက်တန်းတိုလင်တော့အနည်းဆုံး၃ယောက်လောက်ကိုသည်လာမိုးတို့ဖွဲ့တွင်ဖိုချန်ဆောလာနှင့်ဖြူသီးတို့မှအမဲတိုင်းအမဲရိုက်သမားတွေဖြစ်သည်တခါတလေအတွေ့အကြုံရှိပြီးသားအမဲခေါင်များသည် ပိုက်ရှိရောက်လျက်နှင့်ဝင်မတိုးပဲလွရာချူရာဘေးဘက်သို့ရှံထွက်လာတတ်သည်လည်းရှိသည် ဤအခြေအနေတွင်ပြန်ပြေးသည့်လမ်းမနောက်ပြန်လှည့်ပြီးဘိုက်ကိုဝင်ထိုးနိုင်အောင်၆လမ်းပြစ်ပေါက်နိုင်ရန်အတွက်ဂဲလုံးတွေကိုအစင်သည့်ဂိုင်းပြီးစောင့်ရသူကဘိုက်စွန်ဖျားနှစ်ဖက်တွင်တပ်ဖက်လျင်လျောက်စီသူသည်ဒီလူတွေကိုခေါင်းခေါက်ထိုးသမားဟုခေါ်သည်လမိုးမှာခေါင်းခေါက်ထိုးတောင်းဝင်ကိုယူရသည်အမေလိုက်လုပ်ငန်းရေရေအရာကျွမ်းကျင်မှုမရှိသူများကတောင်ချေတောင်ဆက်မှကိုငန်းကိုတာတာဝန်ယူပြီ လန်ချောင်းနှင့်ကိုပိုက်ရှိရာတို့ပိုက်စိတ်တိုက်ချီတရသည်အမဲကောင်များကြောက်လန့်ပြီးပိုက်ရှိရာတို့ဥတီပြေးစီရန်အတွက်ပဇကိုမနာတဲ့တဟေးဟေးဖြင့်ညာတန်ပြီးခါအုပ်ပြရသည်အမဲလိုက်သူတို့ဤညာတန်ပြီးသည့်အတန်ပလန်များမှာတောင်ရန်တော်လုံးပတ်တည်ဟိတ်ဟိတ်ဟိတ်မဲလိုက်အဖွဲ့သားများညာတန်ပေးပြီးအော်ဟစ်လာနေကြပါပြီ တချီပြီးတချီညာတန်ဘေးအော်တန်များမှာတောင်တန်းကြီးတစ်ခုလုံးတောတောညံစီကက်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 တိတ်မကြခင်တောကြီးအတွင်းကအမဲလိုက်ခွေးတန်ပေါ်လာ၏ခွေးမှာအမဲခေါင်နဲ့တွေ့လျင်တာမန်ဟောင်တန်မျိုးမဟုတ်ပဲတကန့်ကန့်អော်လေးရှိ၏ဟေးခွေးကြီးတော့အမဲနဲ့တွေ့ပြီဟဲ့ တယောက်ယောက်ကអော်ပြောလိုက်ពីកាកាកាခွေးကတော့ហောင်းញဲហောင်းနေពីအမေကောင်ကလည်းခွေးနဲ့အတွေ့အလင်းခြေဥတရာစွပြေးသည့်သဘောရှိသည်။ညာတဲ့ဘေးသူများမှာခွေးဟောင်းတန်နောက်သို့တဟိဟိဖြင့်ခြေကုန်တုပ်ပြီးလိုက်ကြရသည်။ခွေးနှင့်ခြေတို့လိုက်နေကြာတန်ကြားလျင်ညာတဲ့ဘေးသူတို့ခွန်အားပူပြင်းသွားတတ်ကြသည်။အော့ဟစ်တန်ကိုလည်းတန်ကုန်မြင့်ပြီးအော်ကြ၏။ပိုက်ဆောက်သမားများကလည်း ပိုင်နဲ့နီးလာလေလေပိုအာယုံဆိုင်လေဖြစ်လာကြသည်ကောင်းခေါထိုးတမားများကလည်းအမဲခေါင်မိမိဘက်များရှန့်ထွက်လာလိမ့်မလားဟုခဲလုံးကိုအတင်နေထားဂိုင်ပြီးစောင့်နေကြ၏ဂန်ဂန်ဂန်ခွေးကဟောင်ရင်အတင်လာ၏ဟေးလာပြီကွာရိုက်ရိုက်ရိုက်ဟိတ်ဟိတ်ဖျံဖျံဖျံရှေးများရှေးများပိုက်တူးတံပိုက်ဆောင်၏ရိုက်နှင့်တံများသည့် တော်တမင်လုံးစုညံနေပြီးတော့သည်ဤအချိန်နေမှာအမဲလိုက်ချင်းဤအထွတ်ထိပ်ကာလာပင်ဖြစ်ပေသည်အေးလာမို့ခေါင်းခေါက်ပြန်ထိုးလိုက်กว่าမင်းပဲပြေးလာတယ်ပိုက်ဆောင်စီမှာအတန်တန်ကလာမိုနာထဲသို့စုကနေဝင်သွားသည်လာမိုစိတ်အစဉ်သည်တရင်ကအတွင်အတဤဇံဝင်ကန်တစ်ခုကအာယုံထဲဝင်ရောက်လာသည်ခြေလိုက်ရမှအပြန်ညီထွေးလေးတိတ်ဆုံးနေခိုင်းနဲ့သွားတိုက်ဆိုင်နေခဲ့ပုံခုပဲခြေလိုက်တန်ခြေရိုက်တန်တို့ဤဖြစ်ပြမှုထဲတွင် အသက်ကလေးတစ်ချောင်းချမ်းသာရာယာရေးအတွက်အနည်းရဲကိုတတိမထားနိုင်မဲမိမိစီတို့ဥတီပြေးလွားလာနေသောခြေတငယ်အမေနှင့်တေကွဲခရသောမိသားစုဘဝညီထွေးလေးအတွက်ကြည်ကွဲခရသောဖြစ်စခအခြေအနေတွင်းများညီကွေးများသည်အသက်တစ်ချောင်းချမ်းသာရာယာရေးအတွက်မိမိစီတို့ဥတီပြေးလွားလာသောခြေတော်ဝအတွက်တရားရုံးတော်တွင်တေမိတ်ရုတ်သိမ်းခံရသောတရားခံတွေဖြစ်ခဲ့ရပါပြီကို လာမိုးသည်ဂဲလုံးကင်ထားသောလက်ကိုအားကုန်မြောက်ပြီးလွှဲရရမည်အစားစစ်စစ်ပါအောင်ဆုတ်ကင်ထားသောဂဲလုံးကိုလက်ထဲမှအသာအရာလွှတ်ချလိုက်ပြီးတော့သည်ပြေးလို့ရပြေးပြီးတော့ခြေတငယ်ရည်လာမိုးရည်တမ်းမှာတူတူညီညီလေးထွက်ပေါ်သွားပြီးတော့သည်ခြေတငယ်ကလာမိုးတာကထွက်ပြီးတောနေရာသို့ပြေးဝင်သွားခဲ့လိမ့်မည် ။ဒါမို့သည့်တွက်ချမှုရှိသောခြေလမ်းများဖြင့်အတာအယံအားလမ်းလာပြီးဖိုက်ရှီယာသို့လမ်းကြည့်လိုက်သည်။ပိုင်နှင့်လုံးထွေးပြီးသွေးရည်ထဲတွင်တည်ဆုံးနေကြသောခြေသရဝါသုံးကောင်။တည်နေသည့်ခြေကောင်တွေကို ကြည့်ပြီးလမိုးရှင်ထဲတွင်စွန့်နေနေပေသည်။ပိုင်လိုက်သူအချို့ကချင်းငယ်ကိုထွက်ပြေးခွင့်ပေးလိုက်တော့လှမိုးကိုအပြစ်တင်ကြ၏ လာမိုးကိုချစ်ခင်သောစောလာဖိုးချန်နှင့်ဖြူသီးတို့ကတော့လာမိုးဘဝကိုကိုချင်းစာပြီးအပြစ်တင်စကားမဆိုခဲ့ကြအများအဖြစ်တော့ဟင်းစားရတော့မည်ခြေသေးကောင်းတွေကိုကြည့်ပြီးဘဝင်ကြနေကြ၏ဒီနေ့ရတဲ့ခြေသားငါ့အတွက်ဝေစီမချချပါနဲ့ကွာလာမိုးအေးစီစီပဲပြောလိုက်သည်မဟုတ်တာကွာဘာလို့မပေးရမှာလဲဒီနေ့ငါတာဝန်မချခဲ့ဘူးတကယ်ချင်းလာမိုးစီကစကဲတဲ့များသည် တလုံးချင်းလေးလေးပြင်းပြင်းထွက်သွားသည်ခိုးချံစောလာနှင့်ဖြူသည်တို့လမိုးကိုတက်အံ့တော်လမ်းချီလိုက်ကြသည်ဂျွန်စင်မီဆော့ခဲအမျိုးသားစာပေစုရဆလဲဖက်ပြမှာကတော့ size ဆရာငိမ့်ညိုရေးသားထားတဲ့ပူလေးကြီးနဲ့ဆက်ပင်ဆိုတဲ့ဝတ္ထုလေးကိုဖက်ပြမှာဖြစ်ပါတယ်။နားဆင်ပြကြပါခင်ဗျာ။ပူလေးကြီးနဲ့ဆက်ပင် ူလင်းကြီးလို့ပြောလိုက်တာနဲ့ကိုဖိုးတာကိုရင်ညွှန်းနေဆိုတာတမျိုးလုံးကသိကြသည်ဒီမျိုးလေးမှာတော့ဦးလေးကြီးဩစာတိတ်ကမလူရဝင်ဆက်မှုနဲ့အရေးပါအရာရောက်မှုတွေကထွေးလုံးရှစ်ပတ်ဆက်ဆက်နေတော့တာအသားဖြူဖြူလူပုံဖိုင်ဖိုင်အရက်ကနေတော့မျက်နှာချကြီးကြီးလင်းလင်းနဲ့ဦးလေးကြီးဟာလူတိုင်းနဲ့ပနံတင့်တယ်လို့လူတိုင်းကလည်းဦးလေးကြီးဆိုတာနဲ့အလိုလိုမြတ်တာတက်ဝင်ချစ်ခင်ပြီးသားဦးလေးကြီးနဲ့ဒီမျိုးလေးတဟဆန္တကြားလိုက်ပုံကအဲ့ဒီလို့ လေးကြီးကဥစ္စာကျနာအဖြစ်ကျွဲဖို့ကျွဲပါထင်ကမဟုတ်ပေမဲ့အတော်အသင့်ကြောထောင်နောက်ကန်တောင်းနေတဲ့ဆိုပါမည်။ဘိုးစင်ပေါင်းဆက်ထိမ့်သိမ်းလာခဲ့တဲ့မြို့အစွန်ကတည့်ရချင်ကြီးတစ်ခုတည်းရဲ့ဝင်းဝင်းနဲ့ကိုကုလေးကြီးတို့တကူတဲ့သမားဖို့ဝန်စာအေးစိတ်အေးရယုံတယ်မကကုသိုလ်ရေးမှာပါလက်မင်းစတန်ပါဝင်ဆင်နွှဲနိုင်ပါသေးရဲ့ကုလေးကြီးမှာယောက်ျားစီဟီယိုဆက်ပင်တစည်းရှိသည် မတတ်နိုင်တာလည်းမဟုတ် ်ဘူးလေးကြီးအနေထားနဲ့ဆိုင်ကယ်မကကားထီအောင်စီးနိုင်တဲ့အခြေရှိပေမဲ့ဘာကြောင့်ရမစုံနိုင်ဒီဆက်ဘိန်တစည်းကိုတောင်မှက်မဲ့ဆက်ဆက်စီးလေရှိသည်ဒီဆက်ဘိန်ဟာဦးလေးကြီးရဲ့လက်ကတုံးတောင်ဝေးသူ့သွားလျာတွဲလျက်အမြဲပါရာမှုဆက်ဘိန်တစည်းနဲ့ကိုပိုးတာလို့ဆိုလိုက်ရင်ဒီမျိုးလေးတွေမကပါဘူးတနေတကျော်မှာတော့အမှတ်တညာလိုကိုဖြစ်နေတော့တာခတာကဦးလေးကြီးရဲ့ဆက်ဘိန်လက်ကင်မန်တိုင်ကပေဘက်ကိုတိတိတသာဆောင်းနေတာပါပဲ။ လူပုံလူပန်းစိတ်နေသဘောထားအဘဲဘက်ကအပြစ်ဆိုစရာမရှိတဲ့ဦးလေးကြီးကြမှာပဲစီးတဲ့ဆက်ဘိန်လက်ကင်ကခဆောင်ဆောင်ဆိုတော့မြရတွေ့ရသူတွေမှာမချစ်မရဲစုတ်တတ်တတ်ပေါ့ဦးလေးကြီးကတော့ဒါတွေပဲအရင်လောက်ပါလိမ့်မလဲဆက်ဘိန်လက်ကင်ဆောင်ဆောင်ကြီးကိုကိုနေဟန်ထားချက်ချာနဲ့လေးလေးပင်ပင်ကြီးပြုံးလို့ကြည်ကြည်နဲ့နဲ့ကြီးစီးရှာတာအင်မတန်တရေကောင်းတဲ့ဆက်ဘိန်အင်မတန်ညံ့ညောင်းတာယာမှုကိုပေးနိုင်စွမ်းတဲ့ဆက်ဘိန် အမတန်ခကြီးပေါက်တဲ့ဆပင်းရဲလို့စကားကြုံတိုင်းဦးလေးကြီးပြောလို့ရှိသည်အစပထမတော့လူတွေကလက်ကင်လေးပြင်လိုက်တက်လိုက်ပုံနားချချသေးသည်နောက်တော့လက်မြောက်သွားကြတာပါပဲဦးလေးကြီးကလည်းရက်ရည်ရွာရည်လူရည်တန်းရည်မှာ စကားအပေါက်လန်းတက်တော့ဆပင်းလက်ကင်စောင်းနေတဲ့အကြောင်းရောက်သွားပြီလားဆိုရင်တော့မူကွဲပြီးထွက်လာတော့တာပါပဲ အများမြင်မှာစောင်းနေတဲ့အောင်ထင်ရပေမဲ့မူလပကတိအားဖြင့်မန်တိုင်းမှာဘယ်နည်းဘယ်ပုံဖြောက်တန်း၍လက်ကင်မှာဘယ်သို့ဘယ်ပုံတက်မှတ်ချောင်းလူတွေမှာ ရှုရနဲ့ရှုမြင်းဆိုတာမတူညီချောင်း ရှုရက်ကွဲတာနဲ့အမျှရှုမြင်လဲလွဲနိုင်ကြောင်းသူ့ဆက်ဘင်းလက်ကင်မှာသူတည်ရှိနေသော ရှုရက်မှဆိုရင်အင်မတန်ဖြောက်တန်းသော ရှုမြင်ကိုညွန်ပြနေကြောင်းအထောက်အထားအကူအကားကလေးတွေပြပြီးလေးအေးကလေးနဲ့ရေပက်မဝင်ရှင်းပြသွားလိုက်တာများဆက်ဘင်းလက်ကင်အကြောင်းကိုဘယ်သူမှစကားမဆရဲတော့တဲ့အထိဒီမျိုးလေးမှာတော့တော်ယုံတယုံလူဘယ်သူကများဦးလေးကြီးလိုလူရဲ့ဘုဟုတ္တကိုတို့ပေါင်ပါတယ်လေ ားပါတော့လေဦးလေးကြီးရဲ့ကိုပိုင်ဆက်ပင်ဦးလေးကြီးပါတာတက်နေတာဆိုရင်လဲပြီးတာပဲပေါ့ဘသူပါထိခိုက်တာမဲ့လို့ရရင်ရရွာရေးဆိုရင်လဲဦးလေးကြီးပဲမမမမရှက်တည်နေတာဆက်ပင်လက်ကင်လေးစောင်းနေတာနဲ့တော့ဘသူကအတိုက်ခံလုပ်နေတော့မှလဲဒီလိုနဲ့ဒီမျိုးလေးမှာတော့ပုံနေမြဲချားနေမြဲဦးလေးကြီးလည်းသူ့ဆက်ဘိန်းနဲ့သူလက်ကင်အဆောင်ကိုအတက်ရှူမဲ့လို့ပတ်ဝန်းကျင်ကလူတွေကလည်းဒီဖြစ်စဉ်အပေါ်ရှင်းငုံနှုတ်ပိတ်နေထိုင်လို့ ြက်တနာကအဲ့ဒီမှာစလာပဲအမြဲလွတ်လို့ချိတ်ဆွဲထားလိရှိတဲ့ဦးလေးကြီးနှကန်းပေါ်ကအပြုံးတပွင့်ဟာအဲ့ဒီနေ့မှာစတင်ပြောင်းဆုံးခဲ့ပါလေတစ်ဖက်ရင်ဆိုင်သွားဖို့စပိန်ပေါ်အတက်လက်ကင်ကိုကင်လိုက်တယ်ဆိုရင်ပဲတခုခုလွဲမားနေပြီဆိုတာဦးလေးကြီးသိလိုက်ပြီလက်ကင်ဟုတ်တယ်သူ့စပိန်လက်ကင်ကိုတယောက်ယောက်ကတခုခုလှုပ်ထားလိုက်ပြီသူ့အတွက်ဖြောက်တန်းပြီးသားမန်တိုင်းတက်မှတ်ပြီးသားလက်ကင်ကလွဲမားစွာဆွေဆွေဆောင်ဆောင်ဖြစ်နေပြီ သူ့အတွက်ဆက်ဘင်းစီးရတာအဆင်မပြေတော့ဘူးအရသာလဲကိမဲ့သွားပြီကုလေးစီးဆက်ဘင်းလက်ကင်တက်သွားပြီဟဲ့အခုမှပိုကြည့်ကောင်းလာတယ်အဲမပထမဆုံးတွေ့တဲ့လူတယောက်ရဲ့မျက်ချက်စကားကသူ့မျက်နှာကို အရှိန်နဲ့ဖြတ်ရိုက်လိုက်သလိုပဲသူ့အတွက်ဒီလောက်အဆင်မပြေဖြစ်နေတာကို အခုမှတက်သွားပြီတဲ့ဒီလောက်အတိအမြင်နှုံနေလိုက်ပါတည်းလေဟမပြက်ပါပဲဦးလေးကြီးကဒေါသကိုချုပ်ထီးလိုက်နိုင်တယ်ဘယ်ရမလဲ ဘဝသည့်စပိန်ပြည်ဆိုင်ကို တန်းနှင်းပြီးမန်တိုင်းချိန်တာလက်ကင်ပြန်တက်တာတွေကိုစိတ်တိုင်းချလုပ်ပြလိုက်တယ်။လက်ခါကိုကြားတင်လာတဲ့ပူပူတသာပေးလိုက်တယ်။လက်ကင်ဟန်ကြနေမှစပိန်စီရတာအရသာတွေ့တဲ့သူ့အတွက်အခကြီးငွေအ ਨੇ များဟာအဓိကမကြလာပါဘူး။ခရကစိတ်တိုင်းချဘလောက်ပြင်ပြင် ဆက်ဘိန်လက်ကင်ကသူ့နကိုမူလာလောင်မကောင်းတော့ဘူးဆိုတဲ့စိတ်အစွဲလန်းကိုဦးလေးကြီးဖျောက်ဖို့ခက်နေတဲ့ကိစ္စပဲပဲဦးလေးကြီးမပြောတော့ဘူးဒီဆက်ဘိန်ကိုမစီးဖဲလဲမနေနိုင်ဘူးတက်စီလိုက်ပြန်တော့လဲလက်ကင်ရဲ့နေရာမချမှုကသူ့စိတ်ကိုပိုညှဉ်းညူးစေတယ်ဘယ်သူမှဘာမှမလုပ်တော့ပါဘူးလေဆိုတဲ့ယုံကြည်စိတ်ချမှုနဲ့သူ့ဆက်ဘိန်ကိုလုံလုံခြုံခြုံမထားမိလေချင်းဆိုတဲ့နောင်တမိကဦးလေးကြီးကို အချိန်ရှိသမျှဖိစီးနှိပ်စင်နေတယ် အပြုံးအရည်နဲလာတဲ့ဦးလေးကြီးကိုလူတွေကတနာလာကြတယ်။ကြာလာတော့ဦးလေးကြီးဆက်ဘင်းကိုတိတ်တဆိတ်လက်ကင်လာဖြောက်ပေးသွားတဲ့လူတို့တောင်တရခန်တယောက်လိုပြောဆိုလာကြတယ်။ဦးလေးကြီးလိုလူတယောက်ရဲ့အပြုံးအရည်တွေဟာဒီလိုပါမဟုတ်တဲ့အကြောင်းအရာလေးတစ်ခုအတွက်နဲ့ဖြောက်ဆုံးမသွားသင့်ဘူးမဟုတ်လား။ဒီနေ့ကဘဝသစ်ဆိုင်လေးအထိတ်တလန့်ဖြစ်ရတဲ့နေ့ပဲ။စိုင်းပိုင်ရှင်မောင်ဆိုးလည်းအသက်တွေ တုန်နေပြီ။မလုပ်ပါနဲ့ဦးလေးကြီးဟာဆိုတဲ့စကားကိုပြောရဖန်များလွန်းလို့အာခေါင်းအောင်ခြောက်နေပြီ။ ဒီလိုကဒိုးမြို့မှာဆက်ပင်အစီး100ကျော်ရှိတယ်။ဒဇီးအတွက်လက်ခတထောင်ထားကို့ညီအတွက်သသိန်းကျော်ရနေပြီးစိတ်ကူးမလွဲစမ်းပါနဲ့မောင်စုရ။ဦးလေးကြီးကတော့သူ့ထုံးစံအတိုင်းလေအေးကလေးနဲ့အဆက်မပြတ်ပြောနေတယ်။မောင်စုခမရဇောချွေတွေပြန်လို့လူတွေကကိုဒုက္ခကိုဒုက္ခမဟုတ်ရင်ကိုချင်းမစားတတ်ဘူးညီလေးရအခုကြည့်ကွာလက်ကင်မတက်တဲ့ဆက်ဘင်းတွေတသက်လုံးစီးလာကြပြီလက်ကင်တက်ချင်းရဲ့အကျိုးကျေးဇူးကိုမသိကြဘူး ထားပါတော့ကွာဒီထဲကလူဖွဲ့စည်းပေါ်မတက်ရောက်သေးဘူးဟောအခုကြည့်တပားသူရဲ့ဆက်ဘင်းလက်ကင်တက်နေတာကိုသူတို့မလိုလားတော့ဘူးလက်မခံနိုင်တော့ဘူးခိုးချောင်ခိုးဝဲပြုတ်ပြင်ဖို့ကြိုးစားလာကြတယ်ဒီအချိန်နေမျိုးကြလူဖွဲ့စည်းကိုအနေရရှိလာပြီလက်ခံပေးလို့မရတော့ဘူးကိုကြီးကဟိုကွာအမီးပြက်နေတဲ့မြေခွေးတွေကအမီးမပြက်သေးတဲ့မြေခွေးတစ်ခေါင်ကိုဝိုင်းဖြတ်ဖို့ကြိုးစားကြတဲ့ပုံနဲ့အလားတရံတူနေတယ်အေးကွာကိုရောဒီလိုစီမံထားတယ်မနေ့ပြန်မနေ့ဆိုတော့ကိုပရာဟိတအဖွဲ့သားတွေလောက်အားနဲ့ ဒီမြို့မှာရှိရှိသမျှစက်ဘင်းတွေကိုကိုညီဆိုင်မှာစုစည်းပေးမယ်။ကိုညီကခုနပြောခဲ့တဲ့အစီအစဉ်အတိုင်းလက်ကင်တွေပြန်တက်ပေးဖို့ပဲ။ညီလေးမမလုတ်ပေးနိုင်ဘူးဆိုရင်လည်းကိုရောတခြားမြို့ကစက်ဘင်းပြင်ဆင်ရကိုတွားခေါ်လာဖို့ရှိတော့တာပဲ။နောက်ဆုံးစကားကြောင့်မောင်ဆိုးပတ်ဆက်ဟောင်းလောင်ဖြစ်သွားတယ်။မနေ့ပြန်မြို့သူမြို့သားတွေကဦးလေးကြီးရဲ့အစီအမံကိုဘယ်ပုံဘယ်နည်းထုတ်ပြန်မလဲဆိုတဲ့အတွင်းနဲ့တင် မောင်ဆိုးကိုမွန်းချက်စေတယ်။ပြောမဲ့သာပြောရတာ အကြောင်းများစွာကိုထောက်ထားပြီးဦးလေးကြီးကိုတနာတာနဲ့ပဲမြို့သူမြို့သားတွေခေါင်းငိတ်လိုက်မှာကိုလည်းစိုးရင်မိသားညင်ညူအခုလိုအချိန်ပြေးနာဆင်ပြီးခဲ့တဲ့အတွက်ချီးစုအထူးပဲတင်ပါတယ်အားလုံးပဲဘေးရန်ပေါင်းကင်းစင်ပြီးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ